ျွန်တော်တို့နာဇာကအစိုးရလက်ထက်မှာအများကြီးလှုပ်သွားတာပဲနော်ခင်ဗျားတို့တာမနာဖြစ်မြင်မှာတော့ကြောက်တော်ကြီးအိုးဇာတိနော်မဟာမာရဝိဇ္ဇာဖျားကြီးပေါ့နော်အဲဒီဖျားကြီးဆိုလို့ရှိရင်ဘလို့တိဆောက်လဲဟင်ဖျားကြီးကိုဆောက်ပုံဆောက်နေရခင်ဗျားတို့မသိတဲ့နီလန်းနေနေဆောက်တယ်အဲ့ကြောက်တော်ကြီးကိုဖျက်တာလေဇာနဲ့ဖျက်တာဗျလေဇာနဲ့ဖျက်တာ မြန်မာနိုင်ငံမှာမကြခင်လေးစားရောင်ကြီးလက်နဲ့ရတော့မယ်လို့ကျွန်တော်အမြဲတမ်းပြောခဲ့တယ်။တကယ်လဲအဲ့လက်နဲ့ရတော့မှာဘာဖြစ်လို့လဲစပြီးစမ်းသပ်လိုက်ပြီ။ဒီကြောက်တုံးကြီးကိုလေးစားနဲ့ဖြတ်တာ။လေးစားနဲ့ဖြတ်တာ။ဒါကြောင့်မို့လို့စီစီနဲ့အရန်ကြက်တည်းရှိတာ။အဲ့တော့ကမ္ဘာမှာအမေရိကန်တို့ရုရှားတို့တရုတ်တို့မှာလေးစားလက်နဲ့တွေရှိကြဗျ။ အဲ့ဒီလေစာပြည့်အားကသူကခြေစံတတော့နှုံးတော်မကုန်လေစာတစ်ခါပြည့်1500လောက်ပဲကြတယ်မြန်မာငွေနဲ့တွက်လို့ရှိရင်လေစာတစ်ခါပြည့်1500လောက်ပဲကြခြေစံတတော့ကဈေးတော်ကြီးသေးတယ်အဲ့တော့ဒီကြောက်တော်ကြီးဖေးအားကိုလေစာနဲ့တိဆောက်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားမြန်မာတပ်မတော်လက်ထက်မှာမြန်မာတပ်မတော်အုပ်ချုပ်တဲ့အချိန်မှာနော်ဘယ်လောက်ထိ തുടരാതല്ലേ